်သင်ကဘယ်သန်းတယောက်လားဒါဆိုရင်တော့ဒီဗီဒီယိုကသင်တွေ့ပါပဲသင်ကဘယ်သန်းမဟုတ်ဆိုရင်လည်းကိစ္စမရှိပါဘူးဒီဗီဒီယိုကနေသင်ရဲ့မိတ်ဆွေတငယ်ချင်းဘယ်သန်းလေးတွေအကြောင်းကိုသိရမှာပဲဖြစ်ပါတယ်သင်ရဲ့ crush ကဘယ်သန်းတယောက်ဆိုရင်တော့ဒီဗီဒီယိုကသင်ကိုကူညီပေးနိုင်လောက်ပါပါပထမဆုံးအနေနဲ့ပြောချင်တာကတော့ကိုကဘယ်သန်တယောက်ဆိုရင်ကိုကိုကို limited edition လူသားတယောက်ဖြစ်ကုန်းစားနိုင်ပြီဆိုတာပါပဲ။ဘာလို့လဲဆိုတော့ဘယ်သန်အီတွက်ကကပောက်မှာရှိတဲ့လူတွေအားလုံးရဲ့တစ်ဆယ်ရာခန့်နှုန်းပဲရှိရမှလို့ပဲဖြစ်ပါတယ်။ မိဘနှစ်ယောက်လုံးကဘယ်တန်ဖြစ်နေမယ်ဆိုရင်တော့မှတသမီးကဘယ်တန်ဖြစ်လာခြင်းမဖြစ်လာတာပါဒီလိုပဲညာသမီးဘရေကနေဘယ်တန်မှုဖောက်လာနိုင်ခြင်းရှိပါတယ်ဒီတော့ဘယ်တန်ဖြစ်ခြင်းဖြစ်ခြင်းကမျိုးဗီဇတစ်ခုရဲ့ပုံမှာမူတည်နေရမဟုတ်ပဲနဲ့ပဝန်ရှင်ချင်းနေအုံနောက်ဖွံ့ဖြိုးမှုစရဲအခြားသောအကြောင်းအရာတွေပုံမှာလည်းမူတည်နေပါတယ်ဘယ်တန်တွေကအုံနောက်ရဲ့ညာဘက်ခြင်းကိုပို့ပြီးအသုံးပြုကြတဲ့လူတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘယ်တန်တွေကတည်ထင်ဖန်တီးနိုင်စွမ်းစိတ်ကူးနိုင်စွမ်းပုံမှုကောင်းမွန်ကြပြီးအနုပညာပါရမီလည်းပါကြပါတယ် အချို့သောလေးလာရရှိချက်တွေအရဘက်သနီရဲ့အုံနောက်ချိဆက်မှုတွေကပိုပြီးမြတ်ကြရတဲ့အတွက်အလုပ်တွေအများကြီးကိုတစ်ချိန်တည်းမှာပုံမှန်ကောင်းဝင်စွာလုပ်ဆောင်နိုင်နေဆိုပြီးသိရပါတယ်။ဒီတိုင်းဆိုရင်ဘက်သန်ဖြစ်ရတရမိုက်တွေပြောရမယ်။ဘက်သနီမှာရန်သူတော်ကြီးတွေရှိပါရဲ့။ဒီရန်သူတော်ကြီးတွေကဘက်သနီရဲ့နေစဉ်ဘဝကိုခက်ခဲရအောင်နှောက်ရှက်ဖြစ်အောင်လုပ်နေကြပါတယ်။ပထမဆုံးတစ်ခုကကကြေးပါ။ကကြေးတရများကညာတနေအတွက်ထုတ်ထားဖြစ်တဲ့အတွက်ဘက်သနီအတွက်အသုံးပြုရတာတော်တော်လေးအဆင်မပြေဖြစ်ရပါတယ်။ဂွင်းနေပါရဲ့စာအုပ် ုံမပြတ်ထားတဲ့စာအုပ်ဆိုရင်ပြီးမှခွန်းလေးရပါရပေါ့နော်ဒီခွန်းလေးတွေကဘယ်တနည်းစာရေးတဲ့အခါမှာလက်နဲ့ခုပြီးတော့စာရေးရတာနှောက်ရှက်ဖြစ်စေပါတယ် computer mouse wireless mouse တွေကအကိစ္စမရှိဘူးဆိုပေမဲ့ကျိုးပါရ mouse တွေကိုအသုံးပြုရတာဘယ်တနည်းအတွက်အရင်လွယ်ကူမနေပါဘူးကိုယ့်ရဲ့လက်နဲ့အသားကြောင်အချိန်ယူလေ့ကျင့်ရပါတယ်နောက်တစ်ခုက instruments တူရပစ္စည်းတွေဥပမာပြောရမယ်ဆိုရင် guitar ဘယ်တန်တယောက်ကကိုအသုံးပြုခြင်းနဲ့ကစ်တာရန်ကိုအသုံးပြုလို့မရပါဘူး။ဘယ်တန်တယောက်အနေနဲ့ကစ်တာသူးသင်တော့မယ်ဆိုရင်နှမျိုးရေးချေရပါတယ်။ပုံမှန်ကစ်တာကိုတီးနိုင်အောင်မဖြစ်မနေကြိုးစားလေ့ကျင့်မလား။ဘယ်တန်တွေတက်ထုတ်ထားတဲ့ကစ်တာကိုအသုံးပြုမလားဆိုတာပါပဲ။ဒါမဲ့တကြတဲ့ခုကတော့ဘယ်တန်တွေတက်ထုတ်ထားတဲ့ကစ်တာကိုအသုံးပြုပြီးသင်မယ်ဆိုရင်တော့သူများရဲ့ကစ်တာကိုယူတီးလို့မရအောင်ဆိုတာပါပဲ။ So sad ခုပုံမှာပြထားတဲ့တယောက်စပွဲကတော့ဘယ်တန်တွေအယမ်းမုန်းတဲ့စပွဲပါပဲ။ဘာလို့လဲဆိုတော့ဒီလိုစပွဲကိုဘယ်တန်တွေတုံးလို့မရလို့ပါ။ Ah! ဘက်သနီစထရဂယ်အကြောင်းပြောမယ်ဆိုရင်တရောင်စစ်တပ်ပွဲနဲ့ကဲရီဘီနီရဲ့လက်မဲအကြောင်းကိုခြံထားလို့ဖြစ်ပေါ့နော်။ဘက်သမှန်ရင်ငငယ်အကြောင်းမှာဆိုင်းရင်တငငယ်ချင်းတရောင်စစ်နဲ့တိုက်နေရ။ဒါကြောင့်အမြဲဘဲဘက်ဆုံမှာပဲထိုင်ရတာ။ခဲနဲ့ဆိုင်းရီတို့တသန်းချောင်းလုံးမဲသွားတာ။စရဲအမှတ်တရရရှိမှာပါ။ဘက်သနီရဲ့နိစင်ဘွားမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကမသိတာလို့ဆိုပေမဲ့ဘက်တန်လေးကိုတော်တော်လေးအနှောက်ယှက်ပေးပါရဲ့ ဒါပေမဲ့ပဒံလေးတွေကအခုလိုညသန်းနေအတွက်ဖန်တီးထားတဲ့ကဘာကြီးမှာအခက်အခဲတွေကိုနီးမျိုးမျိုးနဲ့ဖြေရှင်းပြီးလယောညီတွေဖြစ်အောင်ကျူးစမ်းနေထိုင်ကြတဲ့ hero လေးတွေပဲဖြစ်ပါတယ်။ညသန်းလေးတွေကလည်းကိုယ့်ရဲ့ပဒံငယ်ချင်းတွေကိုနားလည်မှုပေးမယ်ဆိုရင်သူတို့တက်ပို့ပြီးအဆင်ပြေပါတယ်။ဒါနဲ့ပဒံလေးတွေကသူတို့လိုမျိုးပဒံတွေကိုတွေ့ရင်အယံပြကြပါသေးရဲ့နော်။ဘယ်သနီကိုခေါ်ရဲဘန်စကစကလုံးစလန်ဝါ့စ်တခုရှိပါတယ်။အဲ့ဒါက South Pole ပဲဖြစ်ပါတယ်။ နိုင်ငံခြားမှာဘက်တန်နီကို lefty လို့ခေါ်တာထက် south pole လို့ခေါ်တာကပိုပြီးမိုက်နိုင်ပေမဲ့မြန်မာစကားနားလည်းဘက်တန်နီကိုလူတော့ခေါ်မယ်ဆိုရင်တော့သူတို့နဲ့ဆက်ဆံရေးထာဝရပြတ်တောက်သွားနိုင်ပါတယ်။အကြောင်းကတော့မေဆီရိုပဲတွေ့ကြည့်လိုက်ပါ။ဘက်တန်နီကနည်းနည်းရတော့မဟုတ်ဘူးနော်။သူတို့မှာကိုပိုင်ရရှိပါတယ်။ August 13ရက်နေ့ကတော့ International Left Handers Day နိုင်ငံကဘက်တန်များနေ့ပဲဖြစ်ပါတယ်။ကဘာကျော်ဘက်တန်နီလည်းအများကြီးရှိပါတယ်။ Leonardo da Vinci Pablo Picasso, Billie Eilish, Angelina Jolie, Tim Cruise, Prince William, Oprah Winfrey, Keanu Reeves, Jennifer Lawrence, Barack Obama. Steve Jobs, Bill Gates, Amitabh Bachchan, Cardi B, David Bowie, Lady Gaga, Justin Bieber, Julia Roberts, Hugh Jackman. လီယိုနာမက်ဆီသူတို့တွေကကမ္ဘာပေါ်မှာထင်ရှားကြကြတဲ့ပေသံတွေပဲဖြစ်ပါတယ်။အခြားသောကမ္ဘာကျော်ပေသံတွေလည်းအများပြားကျရှိနေပါသေးတယ်။ Wow, there are so many famous lefties. လူဆိုရအောင်မြင်တဲ့ပေသံတွေတော်တော်များရပဲနော်။ကျမကိုယ်တိုင်လည်းပေသံဆိုရကြာခင်အောင်မြင်လာရမယ်နဲ့တူပါရဲ့။ဟမ်လာဆိုရင်ဘယ်တနည်းအကြောင်းကို Jolly Sinong Lin တောက်လိုက်ပြီးလို့မျှော်လင့်ပါရယ်။ ောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe လုပ်ထားကြပါအောင်နော်အားလုံးပဲ bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်